အော်တိုဘာ30ရက်နေ့တင်ကတော့တနင်္သာရီတိုင်းပူလောမြို့နယ်ပလတ်မြို့နီးကခြေရွာတွေမှာစစ်တပ်နဲ့ PDF များကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်စစ်တပ်ကပလတ်မြို့လက်မလွတ်ရရေးခုခံရရှိရာမှာလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးပြီးပလတ်မြို့အနီးဝန်းကျင်ကခြေရွာတွေကိုပြန်လည်ခြေကုပ်ယူရာကအဲ့ဒီဒေသမှာတကြော့ပြန်တိုက်ပွဲတွေဖြစ်ပွားလာတာလို့သိရပါတယ်သူတို့ကလေကြောင်းပစ်ပြီးနေမြေရင်ရှင်းလာပြီးမှတော်လန်ရေးတပ်တွေစုံမှာသူတို့ကတက်လာတာမျိုးမြေပြင်တက်က ူတို့ဘလို့မှတိုးမပေါက်ဘူးလေလေကြောင်းပါမှာသူတို့ကရှေ့လို့လို့ရတာလို့တော်လန်ရေးတရင်မြစ်တူကြီးကပြောပါတယ်အခုလက်ရှိထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဟာပလတ်မြို့နဲ့မင်းပြေကကြားကြီးရွာတွေမှာဖြစ်ပြီးတိုက်ပွဲတွေရတဲ့ကမြို့အင်းရွာဘူးစစ်တပ်ကစက်တင်ဘာ28ရက်နေ့ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်လက်ရှိစစ်ရေးတင်မာနေစေအခြေအနေကြောင့်တိုက်ပွဲတွေကြောင့်နေအိမ်အပြည့်စီးဆုံးရှုံးမှုများကိုမသိရသေးပါဘူးစစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားစက်တင်ဘာ28ရက်မနက်ပိုင်းကတည်းကထိတွေ့တိုက်ပွဲပုံမိုးပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲတွေအတွင်းမှာစစ်တပ်ဘက်ကကရော PDF အတပ်ဖွဲ့ဘက်ကတော့အတိအကျဆုံးတယ်လို့ဆုံးဆန်းသိရပေမဲ့တပ်ဆိုင်ရာတိုင်ရင်တပ်ဖွဲ့တွေကအတိအကျဆုံးတယ်လို့ဆုံးဆန်းသိရပေမဲ့တပ်ဆိုင်ရာတိုင်ရင်တပ်ဖွဲ့တွေကအတိအပေးထုတ်ပြန်တာမျိုးမရှိသေးပါဘူးလက်တလုံးမှာစစ်တပ်ကကုန်းချောင်းရေချောင်းနဲ့လေချောင်းကပါပြန်လည်ခုခံနေတာကြောင့်ပလတ်မျိုးအနီးချင်းကပ်ဖို့လှုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့တွေမင်းပြေရွာဘက်ကိုပြန်ဆုတ်ထားရတယ်လို့သိရပါဗျစက်တင်ဘာ30ရက်နေ့တရင်ကတော့ KNU မိသားဝေခရိုင်ကစေတို့မြို့နယ်တရဲချောင်းမြို့နယ်မာစစ်တပ်စစ်ကြောင်းနဲ့ KNA တပ်မဟာ လေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်စစ်တပ်ဘက်ကခလိုက်ရ403တဲ့ရင်404တဲ့ရင်နဲ့405တဲ့ရင်ပူပေါင်းစစ်ကြောင်းနဲ့ KNA တပ်မဟာလေးတဲ့ရင်10ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ခဲ့ပါတယ်တရက်ချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုအတွင်းစက်တင်ဘာ30ရက်မနက်မှာစစ်တပ်ကထိုးစစ်ဆင်လာတာပါ KNA အဖွဲ့တွေကကြားဖြတ်ဝင်တိုက်တာလို့သိရပါတယ်နှစ်ဖက်တိုက်ပွဲများအပြန်အလှန်ပြစ်ခတ်ပြီးတဲ့နောက်စစ်တပ်က လောလောဆယ်နောက်ပြန်ဆုတ်သွားတယ်လို့တည်ထားရပါတယ်။တိုက်ပွဲတွေကြောင့်ကြောက်လီရွာက နေအိမ်83လုံးပျက်စီးခဲ့ပါတယ်။ဖလားတူလောင်းလုံးမျိုးရဲစခန်းနဲ့ဆေးရုံတို့တို့မှလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပြီး Transformer ဘုံထိမှန်လို့မိပြတ်တောက်သွားပါတယ်ဖြစ်တာကတော့စက်တင်ဘာ30ရက်မနက်6နာရီခွဲခန့်ကထားဝယ်ခရိုင်လောင်းလုံးမျိုးမှာရှိတဲ့စစ်တပ်ရဲစခန်းနဲ့စစ်ပက်ရဲရုံကြုံရဲတပ်ဖွဲ့ဆေးရခရုံးတွေကိုတော်လန်ရဲတပ်ဖွဲ့တွေကဝန်တိုက်တာလို့ဒေတာခန့်တွေနဲ့စစ်ရေးတရင်မြစ်တွေကပြောပါတယ်။ လောင်လုံးမြို့မှာရှိတဲ့လက်ကျန်ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့မြို့မရဲစခန်းနဲ့ဆေးရဖရုံးကိုတော်လန်ရဲတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်နာရီခန့်အပြန်လည်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနက်6နာရီလောက်မှာဖြစ်သွားတယ်ဗျ7နာရီလောက်ထိတော့ပြစ်ခတ်တံတွေကြားရတယ်လို့အပြန်လည်ပြစ်ခတ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလောင်လုံးဒေသခံတူဦးကလည်းပြောပါတယ်။အဲဒီလိုရဲစခန်းနဲ့ဆေးရဖရုံးတွေဝင်ရောက်တိုက်ခိုက်ခံရချိန်မှာထားဝယ်မြို့အောက်ခုံစိတ်ကမ်းမှာအထိုင်ချထားတဲ့စစ်တပ်က ်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ကူများပေးခဲ့ရာမြို့တွင်လျှက်စစ်မိဖြန့်ဖြူးပေးနေတဲ့ transformer ထိမှန်ခဲ့ရာတမျိုးလုံးလျှက်စစ်မိပြတ်တောက်သွားတယ်လို့ဒေတာခန်ကဆက်ပြောပါတယ်အခုလိုစစ်တပ်လက်အောက်ခံရဲစခန်းနဲ့ဆေးရဖာရုံးတွေကိုဗေဒက်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရဆိုတာမတိရသေးတယ်လို့တိုက်ခိုက်မှုအခြေအနေပြည့်စုံဖို့လဲဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်လက်ကြံရုံးနဲ့ရုံးတိုက်ခိုက်ခံရတာကြောင့်စစ်တပ်ကအကောက်ကွန်စိတ်ကန်ဘက်ကနေလက်နက်ကြီးပစ်ခုပေးနေတယ်လို့လောင်းလုံးမျိုးနဲ့လေးမိုင်ဝန်းကျင်တာဝေးတဲ့ဆန်းလန့်ရွာနီးကမ်းနားမှာလဲ စစ်တင်းဘောတစီရောက်ရှိလာပြီးတစ်ခုပေးရန်ပြင်ဆင်ထားတယ်လို့သိရပါဗျ။